မင်္ဂလာပါရှင်။ရွှေညမြေ channel မှာကြိုဆိုပါရစေ။ကျမကတော့ numerology ကနန်းပီရင်ဟောကြားသူဆရာမရှတိကာဖြစ်ပါတယ်ရှင်။ဒီတစ်ပတ်မှာ2025အောက်တိုဘာ27မှာအောက်တိုဘာ29ရက်နေ့ထိတစ်ပတ်အတွင်း group number အလိုက်မူလကနန်း1မှာမူလကနန်း9ဒီကံကြမ္မာများကိုဟောပြောပြီးမှာဖြစ်ပါတယ်ရှင်။ လူနံပါတ်1မူလကနန်တစ်ပိုင်ရှင်ကြီးရဲ့ကံကြမ္မာကိုအပကြပေးမှာဖြစ်ပါတယ်။မူလကနန်တရှိတဲ့သူတွေကဘလို့လူတွေလဲဆိုရင်လားတလားရဲ့တရေ၁၀ရေ၁၉ရေ၂၈ရေနေမှာမွေးဖွားတဲ့သူတွေဆိုလိုခြင်းဖြစ်ပါတယ်။ ဒီကနေ့သမားတွေရဒီတစ်ပတ်မှာဆိုလို့ရှိရင်အစိုးရအာဏာပိုင်ဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပတ်သက်တဲ့သူတွေအတွက်အလွန်ကိုကောင်းမွန်နေမယ့်အချိန်ဖြစ်ပါတယ်။ခေါင်းဆောင်မှုနေရာကနေပြီးတော့လည်းလူမှုအကျိုးပြုကိစ္စတွေကိုပုံမဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒီကနေ့သမားတွေရအခြေအနေအိမ်တော်ကြီးကိုပြောရမယ်ဆိုလို့ရှိရင်အနှဲငယ်စုမှုလူတွေစိတ်တွေမလိုအပ်တဲ့မြန်မာနာတွေကြောင့်ချစ်သူအိမ်တော်ဘက်နဲ့ဆက်ဆံရေးတွေမှာအတက်ကြာလေတွေရှိနေနိုင်ပါတယ်။ဒါကြောင့်ချစ်သူအိမ်တော်ကြီးအိမ်တော်ဘက်အပေါ်မှာပုံမှုအလေးထားပေးဖို့လိုအပ်ပါတယ်။ဒီကနေ့သမားတွေရဒီတစ်ပတ်ပညာရေးကိုပြောရမယ်ဆိုရင်စာမေးပွဲရလဒ်တီ ဆောင်နေသူတွေအတွက်အောင်မြင်မှုအခွင့်အရေးတွေပုံမူရရှိနိုင်မှာဖြစ်ပါတယ်။အုပ်ချုပ်ရေးဆိုင်ရာဌာနအစိုးရဌာနတွေမှာစာမျိုးဝဲတွေပြင်ဆင်နေတဲ့အကြောင်းသူကြောင့်သားတွေအတွက်လည်းအလွန်ကောင်းမွန်နေမယ်သတင်းတစ်ပတ်ဖြစ်ပါတယ်။တက္ကနသမားတွေရဲ့ဒီတစ်ပတ်အလုတ်ကိုင်းခွန်လန်းနေပြောရမယ်ဆိုလို့ရှိရင်အခွင့်အလမ်းအသစ်တွေအများကြီးပေါ်ပေါက်လာနိုင်ပါတယ်။ကြီးကဲတွေရဲ့အကူအညီအထောက်ပံ့မှုတွေလည်းအများစွာရရှိနိုင်ပါတယ်။ဥဆောင်မှုစွမ်းရည်တွေတံမိုးထားခံရခြင်းတွေအလုံးမှာစိတ်အားထက်သန်မှုတွေအသစ်တွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။ တက္ကနသမားတွေဒီတစ်ပတ်ကျမ်းမာရေးအချိန်ကြီးပြောရမယ်ဆိုလို့ရှိရင်တော့အလွန်ကိုကောင်းမွန်နေတဲ့တန်းတစ်ပတ်ဖြစ်ပါတယ်။ကိုခင်အားကောင်းမွန်ဖို့ခွန်အားရှိဖို့အတွက်အာဟာရမြတ်တာတဲ့အစာစာတွေစားပေးခြင်းလေ့ကျင့်ခန်းလုပ်ခြင်းတရားထိုင်ခြင်းတွေပြုလုပ်ပေးနိုင်ပါတယ်။ရေဒီယာအနေနဲ့တက္ကနသမားတွေရဲ့ဒီတစ်ပတ်ရေဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အရှိမြတ်စွာဘုရားရှင်ကိုကြည်မှန်းပြီးတော့ရေချမ်းကတ်လူပူဇော်ပေးပါရှင်။ရူနံပါတ်2မူလကဏ္ဍ2ပိုင်းရှင်ရဲ့ကဉ္ညမာကိုဟောပြောပေးမှာဖြစ်ပါတယ်။ နှစ်ကဏ္ဍမူလကဏ္ဍ2ရူနံပါတ်2ပိုင်ရှင်နေဆိုတာလတလရဲ့2ရက်17ရက်20ရက်29ရက်နေ့မှာမွေးဖွားတဲ့သူတွေကိုဆိုလိုခြင်းဖြစ်ပါတယ်နှစ်ကဏ္ဍသမားတွေရာဒီတစ်ပတ်မှာပြိပက္ခသို့မဟုတ်ဥပရိယကိစ္စတွေရင်ဆိုင်နေရသူတွေအတွက်မှာအခွင့်အရေးကောင်းတွေအခွင့်အရေးကောင်းတွေရယူတဲ့အချိန်ဖြစ်ပါတယ်ဒီရဲ့ရန်သူတွေကိုလည်းအောင်မြင်နိုင်မှာဖြစ်ပါတယ်အခြေအိမ်တော်ကြီးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အိမ်တော်ဘဲနဲ့ရန်ဖြစ်တာအတင်းကျပ်ဖိအားပေးတာတွေကို မလုံးသင့်မဲနဲ့သူတို့ရဲ့စိတ်အခြေအနေကိုနားလဲအောင်ညှိနှိုင်းပြီးတော့ဖြည့်ရှင်းမှုလိုအပ်ပါတယ်တယောက်နဲ့တယောက်လဲလွတ်လွတ်လပ်လပ်လွတ်လပ်ခွင့်နေပြီးပြီးတော့ချစ်သူအိမ်အောင်ဘေးရဲ့တစ္ဆာရှိမှုတွေတစ္ဆာရှိမှုတွေမိကုန်းထုတ်တာတွေကိုလည်းရှောင်ရှားတင်ပါတယ် ပညာရေးအနေနဲ့ပြောရမယ်ဆိုရင်အာယုံလွင့်ပြက်နေမှုတွေနဲ့စံဓာတ်တွေပြင်းပြနေရကြောင်းရေမှန်းချက်တွေလဲချော်လွဲချော်နိုင်တဲ့အတွေ့ဒီကာလမှာပုံမှုကြိုးစားပြီးတော့အာယုံစိုက်ပေးဖို့လိုအပ်ပါတယ်။နေကနန်းသမားတွေရဲ့လုပ်အကင်ကိုပြောရမယ်ဆိုရင်စီပိုင်းလုပ်ငန်းတွေမှာလုပ်ကင်နေသူတွေအတွက်အကျိုးရှိမဲ့အချိန်အခါခွင့်ကောင်းဖြစ်ပါတယ်။သင်ရဲ့နေပြူဟာတွေကြိုးပဲအထုံမှုတွေအကျိုးအမြတ်ဖြစ်တွန်းစေပြီးတော့ဂုံတိတ်ခါတွေကိုလည်းတိုးတက်လာမဲ့တပတ်တာဖြစ်ပါတယ်။ကျန်းမာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပူဒဏ်ကြောင့်ကျန်းမာရေးပြဿနာလေးတွေဖြစ်နိုင်တာမို့ရေတက်ပြေးသွားအောင်ရေတက်များများတောက် ိုအကြံပြုလိုပါတယ်။မျိုးသမီးများအနေနဲ့တွေးဆုံတာဟော်မုန်းဆိုင်ရာပြဿနာတွေတွေဖြစ်ပေါ်နေနိုင်ပါတယ်။နှိမ့်နှံသမားတွေဒီတစ်ပတ်အတွက်ရေဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်အား노ဆွမ်းသို့မဟုတ် no ပါတဲ့အချိုးပွဲလေးတွေကတ်လို့ပြီးတော့မိမိရဲ့အခက်အခဲလေးတွေကိုစူတောင်းဖြေရှင်းနိုင်ပါတယ်ရှင်။ rule number 3မူလကဏ္ဍ3ပိုင်းရှင်တွေရဲ့ကံကြမ္မာကိုဖတ်ကြပေးမှာဖြစ်ပါတယ်။ သုံးမူလကနန်းသုံးပိုင်ရှင်တွေဆိုတာလတလာရဲ့3ရက်7ရက်21ရက်30ရက်နေမှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်ဒီတစ်ပတ်မှာသုံးကနန်းသမားတွေကဘာသာရေးတာသနာရေးနဲ့ပတ်သက်ပြီးတော့စိတ်အားထက်သန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လူတွေကိုတရားဓမ္မနဲ့လူမှုရေးတောင်းနေနဲ့ပတ်သက်ပြီးတော့လမ်းညွန်ပေးတာတွေကအကျိုးများပါစေအကျိုးများစေပါလိမ့်မယ်အချစ်ရေးအိမ်တော်ကြီးပြောရမယ်ဆိုလို့ရှိရင်အိမ်တော်မပြုရသေးတဲ့သူတွေကအိမ်တော်ပြုဖို့ဒါမှမဟုတ်ချစ်သူရေးစားအစ်စ်ထားဖို့အခွင့်အရေးကောင်းတွေအများကြီးရရှိနိုင်ပါတယ် ဆုံးဖြတ်တဲ့နေရာမှာတော့စိတ်ခံစားချက်တဲ့စင်ကြုံတရားကိုဦးစားပေးဖို့လိုအပ်ပါတယ်။သုံးကနန်သမားတွေရဲ့ဒီဒီပဲပညာရေးကတော့မဟာဘွဲ့တွေပါရကူဘွဲ့တွေအတွက်ပြင်ဆင်နေတဲ့အကြောင်းလူကြောင်းသားတွေအတွက်အလွန်ကောင်းနေတဲ့အချိန်ကဖြစ်ပါတယ်။ရှုပ်ထွေးမှုတွေကင်းစင်ပြီးတော့ဘဲကိုဥတီသွားရမယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းသိမိလာမယ်။ အချိန်ဖြစ်ပါတယ်အလုတ်ကံနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆရာနေပြတရားဓမ္မဆိုင်ရာစိတ်တက်မြင့်တင်သူတွေယင်းနှိမ့်နှံမှုလုပ်ငန်းတွေလုပ်ကံနေလုပ်ကံနေသူတွေအတွက်ငွေကြီးအကျိုးအမြတ်တွေရရှိမယ်လွန်ကောင်းတဲ့တည်တဲ့ဘက်ဖြစ်ပါတယ်ဂျမိုင်းနေနဲ့ပြောရမယ်ဆိုရင်ဒီတဲ့ဘက်မှာယောဂကျင့်စဉ်တွေတရားထိုင်ခြင်းစားတဲ့ စိတ်ဝိညာဉ်ဆိုင်ရာကိုယ်ကာယဆိုင်ရာလိုက်စားမှုတွေအတွက်အချိန်ပေးနိုင်ပြီးတော့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်နှစ်ခုစလုံးအကျိုးပြည့်ထွန်းစေမယ့်အချိန်ကလည်းဖြစ်ပါတယ်။ရေဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မနေ့တိုင်းနေထွက်ချိန်မှာဖျားရှင်ဟာနှွင်းမုံလေးစတိထည့်ပြီးတော့ရေချမ်းကပ်လို့ပူဇော်ပေးပါရှင်။ Rule number 4မူလကဏ္ဍလေးပိုင်ရှင်တွေရဲ့ကံကြမ္မာကိုဆက်လက်ဟောကြားပေးမှာဖြစ်ပါတယ်။မူလကဏ္ဍလေးပိုင်ရှင်တွေဆိုတာလတလရဲ့၄ရက်၃ရက်၂၂ရက်၃၁ရက်နေမှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်ရှင်။ဒီတစ်ပတ်မှာ နိုင်ငံတကာဆက်ဆံရေးတွေကနေပြီးတော့ကြီးမားတဲ့ချမ်းသာကျော်ဝမှုတွေကိုယူဆောင်လာပါများယူဆောင်လာပါလိမ့်မယ်ခီးဝေးသို့မဟုတ်နိုင်ငံခြားခီးတွေသွားရဖို့လည်းအခွင့်အရေးလမ်းကောင်းတွေအများကြီးရရှိပြီးတော့အဲ့ဒီခီးတွေကနေပြီးတော့အကျိုးမြတ်တွေရရှိနိုင်ပါလိမ့်မယ်နေထိုင်မှုပုံစံတွေတိုးတက်လာပြီးတော့လည်းငွေတွေလည်းတိုးလာနိုင်ပါတယ် ချီအိမ်တော်ကြီးပြောရမယ်ဆိုလို့ရှိရင်တော့ကိုကိုကိုသာအာယုံဆိုင်လွန်တဲ့အတွဲချစ်သူအိမ်တော်ပဲပေါ့လက်လူရှိသလိုမလေးမစားလောက်တာမျိုးတွေဖြစ်နိုင်ပြီးတော့အငင်းပွားမှုတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဒီထဲမှာတင့်ရဲ့ဆက်ဆံရေးတွေကိုဦးစားပေးဖို့အကြံပြုလိုပါတယ်ရှင်။ပညာရေးအနေနဲ့ပြောရမယ်ဆိုရင်အစ်စ်မြင့်ပညာရေးတွေစီးပူးဖို့ဒါမှမဟုတ်ပြပမှာပညာသင်ဖို့ရည်မှန်းချက်တွေ ထားမယ်ဆိုရင်အကောင့်တွေပေါ်လာနိုင်ပါတယ်ပြီးသူကလုပ်ငန်းတွေဒီဇိုင်းဖက်ရှင်တရုပ်ဆောင်စတဲ့ဘာသာရပ်တွေကိုလေ့လာနေသူတွေအတွက်ကတော့ဒီတစ်ပတ်မှာအထောက်အကူအများကြီးဖြစ်စေပါလိမ့်မယ်အလုပ်ကိုင်းနေနဲ့ပြောရမယ်ဆိုရင်စီးပွားရေး သူရှယ်ယာရှင်နေမိဖက်လုပ်ငန်းလုပ်သူတွေနဲ့အလွန်ကိုကောင်းမွန်မဲ့အချိန်ဖြစ်ပါတယ်။ဖောက်တဲ့တွေရဲ့ယုံကြည်မှုတွေကိုရရှိပြီးတော့အကျိုးအမြတ်များတဲ့စာချုပ်တွေချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။ဂျမ်းမိုင်းအနေနဲ့ပြောရမယ်ဆိုရင်ပြဿနာကြီးကြီးမားမားတော့မရှိနေပါဘူး။ဒါပေမဲ့လို့ရည်တည်စာတောက်စာချင်းကိုတော့ရှောင်ကျဲမှာပါတီပွဲတွေမှာလည်းအလွန်အကျွံပေါင်းသင်းဆက်ဆံတာကိုလည်းရှော့ချတဲ့မှာလေရှင်။ဒီတစ်ပတ် rule number 4လေးကနေသမားတွေအတွက်ရည်ရည်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်မှာအမွှေးနဲ့တာပြပြန်ပြီးတော့လိုရာစုများတောင်းလိုက်ပါရှင်။ ရူနံပါတ်5မူလကနေ5ပိုင်ရှင်နေရဲ့ကံကြမ္မာကိုဟောပြောပြပါဖြစ်ပါတယ်။မူလကနေ5ပိုင်ရှင်နေဆိုတာလတလရဲ့5ရက်14ရက်23ရက်နေ့မှာမူဖော်တဲ့သူတွေဖြစ်ပါတယ်ရှင်။မူလကနေ5သမားတွေကဒီတစ်ပတ်မှာဆိုရင်လူတွေအတိမဲ့ပြုမှုတွေပုံမူရရှိနိုင်ပါတယ်။ဝင်ငွေပူတွေရရှိဖို့အတွက်ကြိုးပမ်းမှုတွေဦးတယ်။ကြိုးပမ်းမယ်ဆိုလို့ရှိရင်ကြိုးစားမယ်ဆိုရင်လည်းအောင်မြင်နိုင်ပါတယ်။ လူမှုရေးပွဲတွေစီဝေးပွဲတွေမှာလည်းပါဝင်ဆောင်ရွက်နိုင်ပါတယ်အခြေအနေအားကြီးပြောရမယ်ဆိုလို့ရှိရင်ဒီတစ်ပတ်မှာစိတ်လက်မှန်ပါတွေဖြစ်တာစိတ်လက်မှန်ပါလုပ်တာကိုယ့်ရဲ့လုပ်ရက်တွေကိုအပြစ်တင်ဝေဖန်တာတွေကြောင့်ချစ်သူအိမ်ကောင်ဘက်တွေအပေါ်မှာထိခိုက်စေပြီးတော့ပြိပခါတွေပြပေါ်စေနိုင်တာမို့လို့သတိထားစင်ကျင်တတ်ပါတယ်ရှင်ပညာရေးအနေနဲ့ပြောရမယ်ဆိုရင်စီရင်ကိန်းလုပ်ငန်းတွေဘယ်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေမှာပြိုင်ဆိုင်မှုစာမေးပွဲတွေတဲ့စူးစမ်းနေတဲ့ကျောင်းလူကျောင်းသားတွေဆိုလို့ရှိရင်လည်းအလွန်ကောင်းနေတဲ့တင်တဲ့ဘက်ဖြစ်ပါတယ်မျှော်လင့်ထားတဲ့အတိုင်းအောင်မြင်မှုတွေလည်းရရှိလာနိုင်ပါတယ် ဘန်နဲ့ဘန်စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာလုပ်ကင်နေသူတွေအတွက်ပုံမထူးကျွန်လာနိုင်မယ်တင်တဲ့ဘက်ဖြစ်ပါတယ်လုပ်ကင်နေနဲ့ပြောရမယ်ဆိုရင်ဆက်သွယ်ပြောဆိုတဲ့နေရာတွေမှာရဲရဲချင်းချင်းယုံကြည်မှုရှိပြီးတော့အခွင့်အာဏာရရှိတဲ့ပုံစံမျိုးနဲ့ပြောဆိုဆောင်ရွက်နိုင်ပါတယ်လူမှုမီဒီယာဈေးကွက်ရှာဖွေလုပ်ငန်းတွေအကြံပေးလုပ်ငန်းတွေမှာလုပ်ကင်နေတဲ့သူတွေအတွက်လည်းအကျိုးများတယ်အကျိုးကျေးဇူးတွေပုံမရရှိလာနိုင်ပါတယ်ဒီတဲ့ဘက် roof မူလကနေငါးသမားတွေရဲ့ကျန်းမာရေးအခြေအနေပြောရမယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးကိုလက်လူရှုထားတာတွေများတာကြောင့်ယောဂဝေဒနာနဲ့စိတ်ကူတောင်းမှုစရိတ်တွေပေါ်ပေါက်လာနိုင်တာမို့လို့ဒုသတိထားဆင်ញင်တက်ပါတယ်မိမိစီနေမောင်းနေတဲ့ရင်တွေကိုလည်းသတိထားပါအာရမြတ်တာတဲ့အစားအစာတွေကိုစားပါတန်တန်ရှင်းရှင်းဒီနေထိုင်ပါရှင်ရေဒီယာနေနဲ့ပြောရမယ်ဆိုလို့ရှင်မြတ်စွာဘုရားရှင်ကိုထင်းရက်ဆက်တကယ်လူတန်းပြီးတော့လူရစုတောင်းလိုက်ပါရှင်နံပါတ်6မူလကနန်6သမားရဲ့ကံကြမ္မာကိုဆက်လက် ော်ပြပေးမှာဖြစ်ပါတယ်။လူနံပါတ်6ဆိုတာလားတလားရဲ့လူနံပါတ်6ဆိုတာလားလားတလားရဲ့6ရဲ့15ရဲ့24ရဲ့နေမှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်။ဒီတစ်ပတ်မှာတတိရှိရှိနဲ့ကိုကူကူယုံကြည်မှုအပြည့်နဲ့စတင်လာနေမှာလိမ့်မယ်။အတွေးခေါ်တွေကိုပေါ်ပြဖို့အတွက်မိမိရဲ့အတွေးခေါ်တွေပေါ်ပြဖို့အတွက်စိတ်အားထက်သန်မှုနဲ့တီတွင်းဖန်တီးနိုင်စမ်းတွေရှိနေပြီးတော့အတိမဲ့ပြုခြင်းခံရပြီးတော့အစင်တန်းနေမြန်မာလာပါလိမ့်မယ်။အခြေအနေအိမ်အောင်ရည်တွေနဲ့ပြောရမယ်ဆိုရင်ဆိုရင်မိမိရဲ့ တဲ့ဟာချစ်သူအိမ်နောက်ဘက်ပေါ်မှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပုံမူအာရုံစိုက်တဲ့နဲ့တည်င်းတဲ့ဘက်ဖြစ်ပါတယ်။ဒီမှာဒါတွေကိုလက်လူရှုထားမယ်ဆိုလို့ရှိရင်နေ့ရဲ့ချစ်သူအိမ်နောက်ဘက်မှာကျန်းမာရေးတွေထိခိုက်ကြနိုင်ပါတယ်။ပညာရေးတွေနဲ့ပြောရမယ်ဆိုရင်ဒီဇိုင်းပညာလုပ်တဲ့သူတွေအနုပညာဖန်တီးမှုလုပ်တဲ့သူတွေဒါမှမဟုတ်ပြဆက်တင်တင်ဖြောဖြည်းနဲ့ပတ်သက်တဲ့လူတွေ program တွေမှာစည်ရင်သွင်းထားတဲ့အကြောင်းကြောင်းသားတွေအနေနဲ့ DJ Family နိုင်ငံနေအပြင်နဲ့သက်ဆိုင်ရာ မိမိရဲ့တက်ဆိုင်ရာနယ်ပယ်တွေမှာအောင်မြင်မှုတွေရရှိလာနိုင်ပါတယ်။အလုပ်ကံတွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တရုတ်ဆောင်ပြဿက်ပညာရှင်တွေအစီအစဉ်မှုတွေစင်မြင့်ဖြော်ပြပြီးလုပ် ကင်နေသူတွေအတွဲကောင်းမွန်တဲ့အချိန်ကအခွင့်အလမ်းကောင်းဖြစ်ပါတယ်လူအများရဲ့အာရုံစိုက်မှုကိုခံရပြီးတော့ချီကျူးဂုဏ်ပြုခြင်းတွေကိုလည်းရရှိပါနိုင်မယ်ကျန်းမာရေးအနေနဲ့ပြောရမယ်ဆိုရင်အယူနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေမျိုးလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေကြုံတွေ့နိုင်ပါတယ်အမျိုးသမီးတွေအနေနဲ့လည်းအသေးဆုံးတာဟော်မုန်းဆိုင်ရာပြဿနာတွေလည်းဖြစ်ပေါ်နိုင်ပါတယ်ရေဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မိမိအိမ်ဖျားမှာပန်းအနေအောင်တွေဝီဝီဆာဆာလှူပြီးတော့ဆူတောင်းလိုက်ပါရှင်ရူနံပါတ်7မူလကနန်ခွန် ပိုင်ရှင်တွေရဲ့ကံကြမ္မာကိုဖတ်ကြပေးမှာဖြစ်ပါတယ်။မူလကဏ္ဍခွန်ရူနံပါတ်7ဆိုတာလာတလာရဲ့9ရဲ့16ရဲ့25ရဲ့နေ့မှာမူဖာတဲ့သူတွေဖြစ်ပါတယ်ရှင်။ဒီတစ်ပတ်မှာသူတင်းရဲ့မိသားစုအကြီးအကဲတွေနဲ့ညှင်းကုန်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။စကားပြောတဲ့အခါမှာတတိတာ တတိထတင်ပါတယ်။ဘာကြောင့်လဲဆိုတော့သင်ရဲ့စကားတရားချစ်ရတဲ့သူတွေကိုထိခိုက်နေနာစေနိုင်လို့ပါရှင်။အချီးအင်နာရေပြောရမယ်ဆိုလို့ရှိရင်မာနထိခိုက်မာနနဲ့စိတ်ကိုစိတ်တူလွယ်ခြင်းတွေကိုတတိထထိန်ချုပ်ဖို့လိုအပ်ပါတယ်။သင်ရဲ့အင်နာဘက်ချစ်သူတမမို့အင်နာရေကိုထိခိုက်စေနိုင်ပါတယ်။ဒီကာလမှာဒေါသကိုထိန်ချုပ်ဖို့အကြံပြုလိုပါတယ်။ပညာရေးနဲ့ပြောရမယ်ဆိုရင် တမိုင်းပညာရက်ဒီလူဆန်အားအရင်မြစ်ဒီဒါမှမဟုတ်နိုင်ငံရေးသိပ္ပံလေ့လာနေတဲ့အကြောင်းသားတွေအောင်မြင်ပါလိမ့်မယ်ရှင်။ဒါပေမဲ့သူတို့ရဲ့အတွေးခေါ်တွေကိုဖော်ပြတဲ့အခါမှာအခက်အခဲလေးတွေရှိနိုင်တာကြောင့်စိတ်မလျှော်ပဲနဲ့ဆရာဆရာမတွေရဲ့အကူအညီကိုတောင်းခံဖို့အကြံပြုလိုပါတယ်ရှင်။အလုပ်ကံနေနဲ့ပြောရမယ်ဆိုရင်အရေးပါတဲ့အားနာရှိတဲ့ပုံကိုယ်တွေနဲ့ဆက်ဆံရေးအသစ်တွေထူထောင်မှုအတွက်အချိန်အခါအခွင့်အကောင်းရှိမယ်။ရှိမယ်ဖြစ်မယ်အချိန်မှာသူတို့ရဲ့ အဲသူတို့ကတင့်ရဲ့အလုပ်ကိုင်းတွေမှာကုလီပံ့ပိုးပေးပါတယ်မရှင်။ကျမအရင်နဲ့ပြောရမယ်ဆိုရင်ဒီကာထမှာတင်ဟာအလွန်စိတ်အားထက်သန်ပြီးတော့စွမ်းအားတွေပြည့်ဝနေနိုင်ပါတယ်။ဒါကြောင့်စွမ်းအင်မြင့်မားလို့နဲ့အတွက်အလင်းစလိုဆုံးဖြတ်ချက်တွေခြောက်မိနိုင်ပါတယ်။တင်ရဲ့ဒေါသနဲ့စွမ်းအင်အစင်စီကိုထိန်းချုပ်မယ်ဆိုလို့ရှိရင်စိတ်အေးချမ်းမှုကိုရရှိစေပါလိမ့်မယ်။ရေဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဖျားရှင်အားနှင်းစီပွင့်အနီရောင်လေးတွေကပ်လုပ်ပြီးတော့ဆူတောင်းပါရှင်။ Rule number 8ကနေနံပါတ်8ပိုင်းရှင်ရဲ့ကံကြမ္မာကို ဆက်လက်ဖတ်ကြားပြီးမှာဖြစ်ပါတယ်ရှင်။ Rule number 8 Mulab Ganan ရှစ်သမားလေးဆိုတာလာဒလာရဲ့ရှိရဲ့19ရက်26ရက်နေ့မှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်ရှင်။ဒီဒီဘက်မှာရှင်စွမ်းအင်အကောင်းဆုံးတော့မဟုတ်ပေမဲ့လို့တင်ဟာစိတ်အားထက်သန်မှုနဲ့ယုံကြည်မှုတွေတော့ပြေဝနေပါလိမ့်မယ်။မလိုအပ်တဲ့မာနလေးတွေဝင်လာနိုင်ပါတယ်။ဒါကြောင့်သူတို့ဘာနဲ့ပြစ်ပခါတွေအငင်းပွားမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ချီအိနောင်ကြီးနဲ့ပြောရမယ်ဆိုရင်ချစ်သူလူအိနေဒီတစ်ပတ်မှာနည်းနည်းလေးပိုတည်ထားဖို့လိုအပ်ပါတယ်။ငင်းခုံမှုနဲ့မာနာကြီးတဲ့သဘောထားတွေဆက်ဆံရေးကြီးရာ ဆက်ဆံရေးမာနကြီးတဲ့သဘောတွေကဆက်ဆံရေးကိုပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်အပေါ်နဲ့စကားကိုယ့်ရဲ့လုပ်ဖို့ကံပက်တွေနဲ့စကားများတာပြိပက်ကဖြစ်တာတွေကိုရှောင်ကျဉ်တက်ပါလေရှင်။ပညာရေးနဲ့ပြောရမယ်ဆိုရင်ကျောင်းသူကျောင်းသားတွေကအရင်ကတည်းကပုံမှုပျော်ရွှင်လာနိုင်ပါလိမ့်မယ်။အာယုံမှုတွေကအောင်မြင်မှုလမ်းကြောင်းကနေပြောက်ကွယ်သွားနိုင်တာမို့အာယုံစိုက်ပြီးတော့ဆက်လက်ကြိုးစားနေဖို့သာလိုအပ်ပါလေရှင်။လုပ်ငန်းတွေနဲ့ပြောရမယ်ဆိုရင်မိမိကိုယ်ကိုလူလေးစားမှုမြင်မှနေခြင်းကတခါတည်းမှာမာနကြီးခြင်းနဲ့ မောက်မာခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်ဒီချက်တွေကိုသတိထားပြီးတော့ဝေဖန်မှုတွေကိုပြုသဘောဆောင်တဲ့အမြင်နဲ့တုံ့ပြန်ရပါမယ်ရှင်။မဟုတ်ရင်သိရမနာကနောက်ပိုင်းမှာပြဿနာလေးတွေဖြစ်ပေါ်စေနိုင်လို့ပါရှင်။ကျမ်းမာရေးနဲ့ပြောရမယ်ဆိုရင် ကျမကြီးကတော့ကောင်းတဲ့တရင်တစ်ပတ်တော့မဟုတ်ပါဘူးရှင်။ခံစားနေရတဲ့ကျမကြီးပြဿနာတွေကိုလက်လူမရှိဘဲနဲ့တင့်လျော်တဲ့စိတ်ကူတောင်းမှုတွေခံယူဖို့အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ပုံမှန်ဒီချိန်ခံလေးတွေလုပ်မယ်။ကျမကြီးနဲ့ညီညွတ်တဲ့အစားအစာလေးတွေကိုလည်းစားသုံးပေးတင်ပါတယ်။ရေရည်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကြီးကဲတွေကိုယ့်ရဲ့အထက်လူကြီးတွေဆရာသမားတွေဒါမှမဟုတ်ကြီးကဲတဲ့ဟိုလူကြီးသူတွေကိုလူကြီးသူမတွေကိုကိုတက်နိုင်တာလေးနဲ့ကြတော့ပြီးတော့ကြတော့လိုက်ပါရှင်။ ။လူနံပါတ်9မူလကနန်9ပိုင်ရှင်တွေကံကြမ္မာကိုဖတ်ကြပေးမှာဖြစ်ပါတယ်ရှင်။လူနံပါတ်9မူလကနန်9ဆိုတာလတလရဲ့9ရဲ့18ရဲ့28ရဲ့နေ့မှာမှုထားတဲ့သူတွေဖြစ်ပါတယ်ရှင်။ဒီတစ်ပတ်မှာကိုကနန်သမားတွေကလုတ်ခွေနဲ့အတ္တမူဝံကြောင့်မှာကြီးမားတဲ့အောင်မြင်မှုတွေအတိမတ်ပြုမှုတွေရရှိလာနိုင်ပါတယ်ရှင်။တင်တို့ရဲ့ဂုဏ်သိက္ခာနဲ့လေးစားမှုတွေကိုလည်းတွင်းမြင့်ပေးပါလိမ့်မယ်။တင့်ရဲ့ဥဆောင်မှုစွမ်းရည်နဲ့ဆုံးဖြတ်ချက်ချောင်းနိုင်စွမ်းတွေကိုလည်းလူတိုင်းကသဘောကျလာပါလိမ့်မယ်။အခြေအနေအရင်းနဲ့ပြောရမယ်ဆိုရင် ချစ်သူတွေအနေနဲ့ဒီတစ်ပတ်မှာစိတ်လက်မှန်ပါဖြစ်တာဒေါသထွက်တာတွေကြောင့်တင်းရဲ့အခြေအီကိုထိခိုက်နိုင်နိုင်မှုရံမွေးတွေကနေအငြင်းပွားမှုတွေမဖြစ်အောင်ရှောင်ရှားဖို့ကြံပြုလိုပါတယ်ရှင်။ပညာရေးတွေနဲ့ပြောရမယ်ဆိုရင်ဒီတစ်ပတ်မှာပညာရေးဆိုင်ရာစွမ်းဆောင်ရည်တွေတိုးတက်လာဖို့အပြည့်အဝအခွင့်အရေးတွေရယူနိုင်ပါတယ်။အရရက်ကအကူအညီတွေရရှိပြီးတော့အဖက်ဖက်ကအကူအညီတွေကိုရရှိပြီးတော့နားလည်နိုင်စေတဲ့အာရုံစူးစိမ်းမှုစွမ်းအားတွေလည်းပုံမကောင်းမှုနေလာပါလိမ့်မယ်။အလုပ်ကိန်းတွေနဲ့ပြောရမယ်ဆိုရင်တင့်ရဲ့အလုပ်ကိန်းမှာ တည်တွင်မှုတွေချဲ့တွေမှုတွေကြောင့်တိုးတက်မှုတွေနဲ့ယာရုတိုးမှုတွေမြင်တွေ့နိုင်ပါတယ်။အလုံမှာလည်းပုံမှုစိတ်အားထက်သန်လာပြီးတော့တင်းရဲ့ဥဆောင်မှုစွမ်းရည်တွေကိုတန်ဖိုးထားခံရပါတယ်ရှင်။ကျန်မာရေးနဲ့ပြောရမယ်ဆိုရင်ဒီအချိန်မှာတင်းရဲ့ကိုယ်ရည်ကိုယ်စည်းကိုပြောင်းလဲပြီးတော့စွမ်းအင်နဲ့ကြံ့ခိုင်မှုတိုးတက်မြင့်မားနိုင်မြင့်မားနိုင်မှုအတွက်မြင့်တင်နိုင်မှုအတွက်ခွင့်ရေးရှိတာမလို့တင့်ခန္ဓာကိုရုပ်ဆိုင်ဖို့ကြံပြုလိုပါတယ်။ဒါအတင်းအတွက်အကျိုးရှိစေပါလိမ့်မယ်။ရေဒီယာနဲ့ပြောရမယ်ဆိုရင် အနီရောင်လက်ကင်ဘဝကိုသင်ရဲ့အိတ်ကဒါမှမဟုတ်ပတ်စံအိတ်ထဲမှာအမြဲဆောင်ထားလိုက်ပါရှင်။ご覧いただきありがとうございます。Thank you very much.